အားလုံးတို့မျိုးများမင်္ဂလာပါဗျာဒီကနေ့က2089ခုနှစ်ဒင်းဂျလာဇန်10ရက်ကဘာသုံးပြက်ကလေးနေ့2025ခုနှစ်အောက်တိုဘာလ10ရက်ဗော်ဒူးနေ့ဖြစ်ပါတယ်ဗျာဒီကနေ့ကဘုံဘာပြောချင်တာလဲဆိုတော့အဲ live မှာဟိုလေးတချို့ဖြစ်နေတဲ့ကိစ္စပေါ့နော်ဒီ video မှာဗလီဆောက်မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်နေတဲ့ကိစ္စနဲ့ပြောချင်တာပါဒီနေ့နေပြီးတော့ကောင်းစီနေမြန်မာရှိတယ်ဆရာတော်တန်ကတော့6ပါးကနေဥဆောင်ပြီးတော့ တမရကာဘေးဦးစီးချုပ်ပြည်ထောင်ဝင်ကြီးဌာနနိုင်ငံတော်ဝင်ကြီးချုပ်ယုံသာသနာ့ရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနအစရှိတဲ့ဌာနဆိုင်ရာအားလုံးကိုဒီနေပြီးတော့မှဆောက်လုပ်မယ်ဆိုတဲ့ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့လက်မခံနိုင်ကြောင်းကန့်ကွက်ကြောင်းစာတင်ပြီးသွားပါပြီအဲဒီစာကအခုရေးအခုတင်တဲ့စာမဟုတ်ပါဘူးနော်ဟိုဖင်လန်မှာရှိတဲ့မောင်မောင်တို့ပြောနေသလိုထိုင်းမှာရှိတဲ့ဟောင်စီတို့ခေါ်တဲ့ငစီတို့ပြောနေသလိုမျိုး မဟုတ်ပါဘူးချက်ချင်းကောက်ရေးလို့ရတဲ့စာမဟုတ်ပါဘူးเนาะအဲ့တော့တို့ကပဲမသိရင်ပဲနေပြီးတော့မှအဘပလီဆောက်ပြီးမြို့ချစ်တွေဘာလုပ်နေလဲဘောင်းမာတွေဘာလုပ်နေလဲမြို့ချစ်တွေလိုင်းပေါ်တင်လို့မင်းတို့သိရတာလေမြို့ချစ်တွေ Facebook မှာတင်တယ် TikTok မှာတင်တယ်မျိုးချစ်တွေရှိရအတန်ထွက်မှာသိပြီးတော့မင်းတို့မျိုးချစ်တွေဘာလုပ်နေလဲပြောအောင်မျိုးချစ်တွေအရင်သိတာမျိုးချစ်တွေတင်တာဟဲ့မင်းတို့တစိကြီးမျိုးချစ်တွေပုံပုံမချနဲ့ နော်ကိုယ်တိုင်းပြည်နဲ့လူမျိုးဘာသာသာသနာအတွက်အရေးကြုံလာပြီဆိုရင်ဒါအားလုံးနဲ့သက်ဆိုင်နေမင်းတို့ကငါနဲ့မတူငါရန်သူဟမ်မင်းတို့ကကိုယ်နဲ့မတည့်တာနဲ့မျိုးချစ်တွေကြီးမင်းတို့ပတ်ပတ်ကြိုက်ဖို့ပဲစဉ်းစားနေတယ်အဲတော့မျိုးချစ်တွေကမင်းတို့ခွေးအောင်နိုင်ထားမကြည့်သလားခွေးအောင်နိုင်ထားချင်အရေးပြက်လုံးအားကြည့်လို့ဒီလားဟေးဟိုထားမကြည့်ဘဲနဲ့ဟောင်းနာကိုလက်ခံနေရင်လဲခွေးအောင်နိုင်ကြပြီးတော့အရေးကပြက်တယ်အဲ့တော့တခါလေးကြမဟောင်းနိုင်အောင် အိုက်ခွေးတွေကိုနှုတ်သီးကိုဖြတ်ရိုက်ပြန်အဲ့ဒါမှခွေးလည်းပြေဟောင်းတယ်လည်းပြောက်အေးရင်လည်းဝတ်နော်အဲ့တော့မင်းတို့တွေဘလို့ပဲပြောနေပြောနေမျိုးချစ်တွေကကိုလိုကိုလုံးနေတာအဲ့ဒီမိနဲ့မျိုးပါသားသားတော်ဘယ်တော့မှသစ္စာမဖောက်ဘူးနေပြီးတော့မှအဘပလီဆောက်တော့ဘာလုပ်ရဲနေလဲနော်ကမ္ဘာကကွေဦးစီချုပ်နိုင်ငံတော်အကြီးအကဲတွေနဲ့မျိုးသားရေးရရှိပြီးသလိုမင်းတို့ရံပတ်တိုက်နေတာကလေးထားလေးတွေကလေးကွယ်ကလေးတွေအဲ့လောက်တည်းနဲ့မင်းတို့တက်မလာနဲ့တောက်ချလိုက်မယ်ဟုတ်လား ဟိုဂိုင်းကြီးကြီးမှာတွားနားလိုက်ဒီလားနော်အေးဒီ ONC လို58နိုင်ငံပူးပေါင်းထားတဲ့ Islamic သွေးစည်းညီညွတ်ရေးအဖွဲ့ကြီးကနေပြီးတော့မြန်မာပြည်မှာ ONC ရုံးစိုက်ခွင့်မြန်မာပြည်နဲ့ရခိုင်ပြည်နယ်မှာ ONC ရုံးစိုက်ခွင့်ပြုပါဆိုတာတောင်းစူပေါင်းအားပြည်သူအားမျိုးချစ်တည်းရဲ့အားနဲ့သမရာဥဒေစီလက်ထက်2013ခုနှစ်မှာအော်တိုဘလ15ရက်နေ့မှာငါတို့တွန်းလှန်ခဲ့ပြီးလို့အောင်မြင်ပြီးပြီ အောင်မြင်ပြီနော်အများကြီးဤတော်ကျွတ်ဖက်ရပါတယ်ကွာဟမ်နော်အမျိုးသားရေးကိုဘသူကမှအပြုတ်တိုက်လို့မရဘူးအမျိုးသားရေးကိုခလုတ်တိုက်လို့ပဲရတယ်။အရင်တော့ဆရာတော်တွေမိတ်တယ်လို့ပေါ့မဘာသာကိုအပြုတ်တိုက်လို့မရမဘာသာကိုခလုတ်တိုက်လို့ရခလုတ်တိုက်လို့ပဲရတယ်မဘာသာဆိုတာလဲမအမျိုးဘဘာသာသာသနာ ေအခုအမျိုးသားရေးသမားတွေဆိုတာလည်းမဖတ်တာရေးကြီးပဲကိုမျိုးကိုချစ်တဲ့လူတိုင်းမဖတ်တာနော်အဲ့တော့စူပေါင်းအားနဲ့အရှိမလဲကာကွက်ခဲ့ပြီပြီဟေးအခုလည်းနေပြီးတော့ဗလီကြီးကိုနေပြီးတော့မှဆောက်လုပ်မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်တဲ့ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့မတို့မျိုးချစ်တရားလည်းမင်းတို့အချမ်းဖက်သမားတွေပြောသလိုပေါ့ကွာတခါလေးကြတော့ပါလေတလိုက်ပြီးတလိုက်လာပြီအေးတို့ကလည်းတဆင်ပြီးတဆင် လာမှာဒီကိစ္စကငါတို့မျိုးချစ်တွေအမျိုးသားအိသမားတွေရမ်းရှင်လူပြည်သူတွေဟာလုံးဝလုံးဝလက်မခံဘူးเนาะအတိတ်သမိုင်းကြောင်းတွေကိုပြန်ကြည့်ပါเนาะပါကစ္စတန်နိုင်ငံတို့အိန္ဒိယနိုင်ငံတို့မင်္ဂလာဒေ့နိုင်ငံတို့เนาะအာဖဂန်နစ္စတန်တို့เนาะအာဖဂန်နစ္စတန်ဆိုလို့ရှိရင်တောင်ကြီးကိုဖောက်ပြီးတော့ဘာမီယန်ရုပ်ပွားတော်ကြီးတွေတည်ထားတယ်အဲ့ဒီဟာကြီးတွေဟာအစ္စလာမ်ဘာသာဝင်တွေအင်အားတွေများလာတယ်ကြီးစုလာတဲ့အခါကျတော့ ဒိုင်နမိုက်နေနဲ့ခွဲပစ်တယ်ဖြက်စီးပစ်တယ်နော်အခုနေပြီးတော့ပြင်မလာမြို့နဲ့တစ်စင်ကုန်းကြီးရမှာဆောက်လို့မယ်ဆိုတဲ့ဗလီရလဲဒီအစ္စလမ်ဘာသာဝင်တွေသူတို့ဝိပုစီကဗလီကျောင်းမရှိတာလဲမို့ဗလီကျောင်းလည်းရှိတယ်အဲ့တော့ဒါကြီးကိုလက်မခံနိုင်ဘူးဒီရဲ့မူလဗုဒ္ဓပိုင်ရှင်ပစ်တဲ့ဒီမြေရဲ့ပိုင်ရှင်တွေဒီတောင်သူလယ်သမားတွေပဲဖြစ်ပါတယ်စိုက်ပြေးကိုအခြေခံတဲ့မြန်မာနိုင်ငံကြီးမှာ တောင်သူလယ်သမားတွေရဲ့ကျေးဇူးတရားတွေအများကြီးရှိတာဒါကြောင့်တောင်သူလယ်သမားတွေရဲ့မျက်နှာကိုကြည့်ပြီးတော့နိုင်ငံတော်စီမံကိန်းပေါ်ပေါက်လာခဲ့မှဆိုရင်နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့တောင်သူလယ်သမားတွေကလက်ခံခဲ့ပြီးမယ်ဒီလိုမိစ္ဆာဝါဒအယူဝါဒတွေလွှမ်းမိုးပြီးတော့လူစုလူဝေနဲ့တစ်ချိန်မှာအကြမ်းဖက်မှုတွေဖြစ်လာမယ်ဟာဒီလိုကိစ္စရမျိုးကိုတောင်သူဦးကြီးတွေတောင်သူလယ်သမားတွေပြည်သူလူထုတွေကလည်းအားမပေးပါဘူးအဲ့တော့သူတို့မျိုးကိုလည်းသူတို့ကလည်းပြန်ပြီးတော့ နိုင်ငံတော်အကြီးအကဲလူကြီးမင်းတွေရှိမှာပြန်ပြီးတော့တောင်းယူယူมาဖြစ်တယ်เนาะအဲကြောင့်မလို့မြို့သားရေးသမားတွေဘာလုပ်နေလဲမြို့ချစ်တွေဘာလုပ်နေလဲဆိုတော့ EV ဘောမဘောမဆိုတဲ့ကောင်းနေဘောမလို့ပြောလို့ဟိုကောင်ငစီထိုင်ရငစီဖင်လန်းမောင်မောင်ဘောမအချင်းချင်းဖြစ်တယ်မပြောတော့ငါတို့ဘောမမဟုတ်ဘူးเนาะခိအစစ်စစ်မြို့မှာသာသနာနဲ့တိုင်းပြည်ပေါ်သစ္စာမောက်တာရဟန်းတန်ခါတွေနဲ့မြို့သားရေးသမားတွေပဲရှိတယ် ငါတို့ဘောမမနော်ပုဂ္ဂိုလ်မကူးကွယ်ဘူးပါတီမကူးကွယ်ဘူးဓမ္မအာဓမ္မပဲရှိတယ်နော်အဲ့တော့မြူသားသမားတွေဘာလုပ်နေလဲမြူသားသမားတွေအလုံးလုံးနေတယ်စောင့်ကြည့်စောင့်ကြည့်အလုံးလုံးနေတယ်